မင်္ဂလာပါရှင်ဒီနေ့တရုတ်လေသမားပုံပြင်လေးကိုပြောပြပေးသွားပါမယ်ရှင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတရုတ်ပြည်အလဲပိုင်းနေသားရှိတာယာလာပါသောတောင်ကြားလေးတစ်ခုတွင်အသက်ရွယ်ရလာပြီးဖြစ်သောလေသမားအိုကြီးတဦးနေထိုင်ခဲ့သည်သူတွင်ကြဲပြောသောလေယာမြေများမရှိတော့လဲမိသားစုစားဝတ်နေရေးအတွက်လုံလောက်သောမြေကွက်လေးတစ်ကွက်နှင့်သူအားလဲထုံရာတွင်အကူအညီပေးသောအာအင်ကုန်ခန်းလူနီးပါးမြင်းအိုကြီးတကောင်ရှိလေသည် အနေသောနနက်ခင်းတွင်လယ်သမားကြီးသည်ထုံးစံအတိုင်းကျွဲတင်းကုတ်သို့သွားကာကျွဲကြီးကိုလယ်သို့ခေါ်ဆောင်ရန်ပြင်ဆင်နေစဉ်ကျွဲကြီးမှရှိမနေသည်ကိုတွေ့လိုက်ရသည်တကားမှလုံလုံကျုံကျုံပိတ်ထားတော်လဲကျွဲကြီးမှမိတို့မိဘုံထွက်သွားသည်ကိုမိသူမျှမသိပေလယ်သမားကြီးသည်စိတ်မကောင်းဖြစ်တော်လဲအံ့ကြတာကြီးဖြစ်သွားသည်ထိုသတင်းသည်မကြာမီရွာနှံ့ပြန့်နှံ့သွားလေတော်သည်လယ်သမားကြီးအိမ်ကြီးချင်းများသည်သူ့အားလာရောက်ကာစိတ်မကောင်းကြောင်ပြောကြသည် အိုးလေသမားကြီးရဲ့ခင်များတော့ကန်ဆိုးလိုက်တာအခုလိုစပားဆိုင်ပြိုးချိန်မှာကျွဲကြီးကထွက်ပြေးသွားတော့ဘလို့လုတ်ပြီးလဲထုံမလဲတကယ်ပဲကန်ဆိုးရှာတဲ့လူအိုကြီးပါလားဟုတယောက်တပေါက်ပြောဆိုကတနားညာလာကြသည်သို့တော်လေသမားကြီးသည်ခေါင်းကိုဖြင်းရင်းစွာခါရန်ရင်တည်ငိမ်သောလေတံဖြင့်ပြန်ပြောလိုက်သည်ကန်ဆိုးတာလားကန်ကောင်းတာလားဘသူကအတိအကျသိနိုင်မှာလဲရွာသားများသည်လေသမားကြီး၏စကားကိုနားမလည်နိုင်ကြပေကျွဲတကောင်ဆုံးရှုံးသွားတာကံမကောင်းတာပေါ့ ဟုသူတို့စိတ်ထဲတွင်တွေးနေကြသည်သို့တော်လည်းလေသမားကြီးသည်ထိုကိစ္စအတွက်များစွာပူပန်နေပုံမပေါ်ပေတပတ်ခန့်ကြာသောအခါမယုံနိုင်လောက်เสียအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်ထွက်ပြေးသွားသောကြွဲကြီးသည် တောင်တန်းများဘက်မှပြန်ရောက်လာခဲ့ပြီးတကောင်ထဲပြန်လာသည်မဟုတ်ပဲခွန်အားပလနှင့်ပြည်စုံသောကြွဲရိုင်းအုပ်ကြီးတအုပ်ကိုလည်းခေါ်ဆောင်လာခဲ့လေသည်ကြွဲရိုင်းများသည်လေသမားကြီး၏လေခွင်းထဲသို့သူညအင်ရောက်လာကကခုန်နေတတ်ခဲ့သို့လှုပ်ရှားနေကြသည် ရွာသားများသည်ထိုအံ့ဖွယ်မြင်ကွင်းကိုမြင်သောအခါအလွန်အံ့သာသွားကြသည်သူတို့သည်လက်သမားကြီးထံပြန်လာကဝန်သာအားရချီးကျူးစကားများပြောဆိုကြသည်လက်သမားကြီးရဲ့ခင်များဟာတကယ်ပဲကံကောင်းတဲ့လူတစ်ယောက်ပဲကျွဲတကောင်ဆုံးရှုံးသွားတာဟာတကယ်တော့ကံကောင်းဖို့နိမိတ်ပါလားအခုတော့ခင်များမှာလဲထုံဖို့မြင်များကြီးရသွားပြီဟုပြောဆိုကြသည်သို့တော်လက်သမားကြီးသည်အပြုံးမပြတ်တည်ငြိမ်စွာပင်ပြန်လဲဖြေချလိုက်သည်ကံဆိုးတာလားကံကောင်းတာလားဘသူကအတိအကျသိနိုင်မှာလဲ ရွာသားများသည်လက်သမားကြီး၏စကားကိုပိုရပင်နားမလည်နိုင်တော့ပေဒီလောက်ကန်ကောင်းတာကိုဘာလို့ကန်ကောင်းတယ်လို့မပြောတာလဲဟုသူတို့တွေးနေကြသည်လက်သမားကြီး၏စိတ်ထဲတွင်မူကန်ကောင်းခြင်းနှင့်ကန်ဆိုးခြင်းသည်ခဏတာဖြစ်ပြီးအချိန်မရွေးပြောင်းလဲသွားနိုင်သည်ဟုခံယူထားသည် ရန်နှဲငယ်ကြသောအခါလယ်သမားကြီးတဦးတည်းသောသားဖြစ်သူသည်ကျွဲရိုင်းများကိုလေ့ကျင့်ကာရင်ပအောင်လုတ်ကင်နေစဉ်တကောင်သောကျွဲဤကျောပေါ်မှပြုတ်ကျကာခြေထောက်မှပြင်းထန်စွာကျိုးသွားလေတော့သည်သားဖြစ်သူသည်နာကျင်မှုကြောင့်အဟိညင်းညူနေပြီးလယ်သမားကြီးမှလည်းစိတ်မကောင်းဖြစ်နေရသည်ထိုသတင်းကိုကြားသောရွာသားများသည်လယ်သမားကြီးထံနောက်တစ်ကြိမ်လာရောက်ကာဝန်내ကြောင်ပြောဆိုကြသည် အိုးလေသမားကြီးရဲ့ခင်မားရဲ့ကန်ဆိုးမှုတွေစက်တိုက်ဖြစ်နေပါလားပထမကျွဲထွက်ပြေးသွားတာနဲ့တင်မလုံလောက်သေးဘူးအခုသားရဲ့ခြေထောက်ပါကျိုးသွားရတယ်လို့တကယ်ပဲတနာစရာကောင်းလိုက်တာဟုဆိုကစိတ်မကောင်းဖြစ်ကြသည်လေသမားကြီးသည်တားဖြစ်သူ၏နာကျင်မှုကိုမြင်တွေ့ရသဖြင့်စိတ်မကျန်းသာတော့လဲရွာသားများအားတည်ငြိမ်စွာပင်ပြန်လည်ဖြေချလိုက်သည်ကန်ဆိုးတာလားကန်ကောင်းတာလားဘသူကအတိအကျသိနိုင်မှာလဲ ရွာသားများသည်လယ်သမားကြီးခန္ဓာရည်ရှိမှုနှင့်ဘဝကိုလက်ခံနိုင်စွာအားကိုအန္တမိကြသည် သူတို့သည်လယ်သမားကြီးအတွေ့အမြင်ကိုတဖြည်းဖြည်းသဘောပေါက်လာကြသည်ဘဝတွင်ကြုံတွေ့ရသော အရာများသည်တစ်ခုတည်းသောအတိတ်ပဲမရှိဘဲအချိန်နှင့်အခြေအနေပေါ်မူတည်၍ပြောင်းလဲသွားနိုင်သည်ကိုသူတို့နားလည်လာကြသည် ရတတပတ်အနှဲငယ်ကြာသောအခါတိုင်းပြည်တွင်စစ်မှတ်ဖြစ်ပွားတော်သည့်ဖရင်မင်းမြတ်သည်နိုင်ငံတော်ကိုကာကွယ်ရန်အတွက်ကျမ်းမာတန်ဆွမ်းသောလူငယ်ယောက်ျားလေးများအားလုံးကိုစစ်မှုထမ်းရန်အမိန့်တော်ထုတ်ပြန်လေသည့်စစ်သားများသည်ရွာစဉ်လဲ့လေကစစ်မှုထမ်းနိုင်သောလူငယ်များကိုရှာဖွေစုဆောင်ကြသည်။လယ်သမားကြီးသားသည်ခြေထောက်ကျိုးနေသောကြောင့်စစ်မှုထမ်းရန်မလိုအပ်တော့ပေအခြားရွာသားများ၏သားများသည်စစ်မြေပြင်သို့လိုက်ပါသွားကြရပြီးမိမိတို့၏အနာဂတ်သည်မရေမရာဖြစ်နေတော်သည်။ ထိုချိန်တွင်ရွာသားများသည်လက်သမားကြီးထံနောက်ဆုံးအကြိမ်လာရောက်ကြပြီးဝန်သာအားရပြောဆိုကြသည်လက်သမားကြီးရဲ့ခင်များဟာတကယ်ပဲကံကောင်းတဲ့လူတစ်ယောက်ပဲခင်များရဲ့သားခြေရောက်ကျိုးသွားတာဟာတကယ်တော့ကံကောင်းဖို့နိမိတ်ပါလားအခုတခြားလူတွေရဲ့သားတွေစစ်မြေပြင်ကိုရောက်သွားကြပေမဲ့ခင်များသားလေးကတော့အိမ်မှာဘေးကင်းစွာရှိနေနိုင်ပြီးဟုပြောဆိုကြသည်ထိုအခါလက်သမားကြီးသည်ညင်သာစွာပြုံးလိုက်ပြီးရွာသားများအားပြောလိုက်သည်ဒါကိုကံကောင်းတယ်လို့ပြောရသလိုစစ်မြေပြင်သွားတဲ့လူငယ်တွေအတွက် နောက်ဆုံးမှာအရာအလုံးအဆင်ပြေသွားမယ်လို့လည်းပြောလို့ရပါတယ်။ဘဝဆိုတာဒီလိုပဲမဟုတ်လား။ဘယ်ရာကကန်ဆိုးဖို့ဖြစ်လာမလဲ။ဘယ်ရာကကန်ကောင်းဖို့ဖြစ်လာမလဲဆိုတာဘသူကအတိအကျသိနိုင်မှာလဲ။ လယ်သမားကြီး၏စကားများသည်ရွာသားများ၏နှလုံးသားထဲသို့နှဆိုင်စွာစိတ်ဝင်သွားခဲ့သည်သူတို့သည်ဘဝတွင်ကြုံတွေ့ရသောအောင်မြင်မှုများဆုံးရှုံးမှုများပျော်ရွှင်မှုများနှင့်ဝမ်းနည်းမှုများသည်အမြဲတမ်းတည်မြဲနေမည်မဟုတ်ပဲအချိန်နှင့်အမျှပြောင်းလဲနေနိုင်ကြောင်းသိရှိသွားကြသည်ထို့ကြောင့်မိသည့်အရာကိုမဆိုအကောင်းဆိုးနှစ်ဖက်မြင်ကလက်ခံနိုင်သောစိတ်ထားကိုမွေးမြူရန်အရေးကြီးကြောင်းသူတို့နားလည်သွားကြလေတော့သည်ထိုအချိန်မှဆက်လျက်ရွာသားများသည် မိသည့်အရာကိုမဆိုမြင်သောအခါကံဆိုးဖို့ဖြစ်လာတာလားကံကောင်းဖို့ဖြစ်လာတာလား ဘသူကတိနိုင်မှာလဲဟူတီတိုရွတ်ဆိုတက်ကြသည်လေသမားအိုကြီးရိုရှင်သောစကားများသည် သူတို့၏ဘဝအမြင်ကိုထာဝရပြောင်းရဲသွားစေခဲ့သည် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်